ဂျမန်လိဘလူးဘွဲကိုတက်ရောက်သွားပြီဖြစ်တဲ့အင်တာမီလန်မေလာမာဒဝမ်စပော့ပိတ်သက်တွေအားလုံးပဲမင်းလာပါယမနီကရှင်ပြိုင်ဇာတော်တဲ့ဂျမန်လိစမီဖိုင်နဲ့ဒုတိယကြော့ပွဲစဉ်မှာတော့အင်တာမီလန်အသင်းကဘာဇူနာအသင်းကို၄ဂိုး၃ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနှစ်ကျော်ပေါင်းရလက်9ဂိုး6ဂိုးနဲ့ဂျမန်လိဘလူးဘွဲစီကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါလေဒီဝဲစီမှာနှစ်သင်းဆုံးဟာလူဆုံတက်ဆုံနဲ့ဘွဲထုတ်လာခဲ့တာဖြစ်ပြီးအကောင်ဆုံးပွဲနဲ့အကောင်ဆုံးစတင်ခဲ့တာလည်းပဲဖြစ်ပါလေ ဝေယာဆာလာရီကခန်းချင်းချင်းညောင်းညောင်းနဲ့ဆာလာခဲ့တာဖြစ်ပြီး20မိနစ်မှာလော်ဒါရိုမာရီနက်စ်ကတကူအစတင်အတွင်းယူပေးလိုက်ပါလေ။ဒုံးစံနိုင်မဲ့ဘာစီလိုနာအသင်းတို့ဥဆောင်ကို ပေးလိုက်ရတာဖြစ်ပါလေ။ဒီလိုနဲ့ပထမပိုင်းပြီးကန်ဒီမှာလော်ဒါရိုမာရီနက်စ်ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရပြီးရဲ့နောက်ပထမ VR မကြည့်သေးခင်ပထမ VR ကခွင့်ပြုသေးခင်မှာကွလန့်တန်လူကြီးကပေနတီအဖြစ်မပေးသေးပါဘူး။ ်နောက်သိမ့်မကြောက် VR ဘက်ကလှမ်းပြီးပြောတဲ့အချိန်မှာလော်ဒါရိုမာရီနက်စ်အမေရိကန်ကျူးလွန်ခြင်းခံခဲ့ရတယ်ဆိုပြီးကွိနန်ဒန်လူကြီးကပယ်နတီပေးကြတာလည်းပဲဖြစ်ပါလိမ့်။ဒီပယ်နတီကိုတော့ကေယာနိုဂလူးကသွင်းယူပေးကြတာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ပရမဘိုင်းမိုင်းနာမီလန်သင်းကဘာစီလိုနာသင်းကိုအင်ခွေးမှာပဲနှစ်ဂိုးဂိုးမရှိနဲ့ဥဆောင်ထားနိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။ဒုတိယပိုင်းပြန်ဆတဲ့အချိန်မှာဘာစီလိုနာသင်းကဆဲတဲ့လူသင်းနဲ့ပြန်လာပြီး54မိနစ်မှာအေရစ်ဂါစီယာကအပွင့်ကိုခြေပါကိုတကိုသွင်းယူပေးလိုက်ပါလိမ့်။ နောက်သိမ်းမကြောက်ဒန်နီအိုမိုကမိနစ်60မှာတောင်းတတကူထပ်မံသွင်းယူပေးခဲ့ပါလိမ့်။ပွဲကနှစ်ကိုးနှစ်ကိုးဖြစ်သွားပြီးမြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပါလိမ့်။ဒီဘက်မှာဘာစီလိုနာအသင်းကဘောလုံးပန်ဆိုင်မှု82ရာနှုန်းထိရရှိထားပြီးတော့အင်နာမီလန်အသင်းက28ရာနှုန်းပဲရရှိထားပါလိမ့်။အင်နာမီလန်အသင်းတို့အိမ်ခွေးမှာ28ရာနှုန်းရရှိထားပေမဲ့လည်းသူတို့အစရင်ပွဲတော်လာတဲ့ကဒမ်ဘန်ဒန်စစ်ပုံစံမျိုးနဲ့ခင်းကျင်းလာကြတာဖြစ်ပါလိမ့်။သူတို့ရဲ့ဒမ်ဘန်ဒန်စစ်ကလည်းတကယ်ကိုချင်းချောင်းမှုအပြည့်အဝနဲ့တကယ်လည်းထိရောက်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဆိုတော့ဘာစီလိုနာအသင်းကဘောလုံးပိုင်ဆိုင်မှုအသာတောင်းချောင်ကြီးဖိကစားနေတယ်ဆိုရင်ပဲအင်နာမလန်အသင်းရဲ့တံပြန်တဲ့အစ်စ်ကိုသတိထားပြီးကစားနေရတာဖြစ်ပါလေအင်နာမလန်အသင်းရဲ့တံပြန်တဲ့အစ်စ်ဟာတလုံးဆိုရင်တလုံးဆိုတော့ကိုထိထိရောက်ရောက်ဂိုးသွင်းယူနိုင်ခဲ့တာလည်းပဲဖြစ်ပါလေဒီဘက်ဒီမှာဘာစီလိုနာအသင်းကဖိကစားခဲ့ပြီးဂိုးကန်သင်းခွင့်တန်ဆက်နှစ်ကြိမ်ထိတောင်ရောက်ရှိခဲ့တာလည်းပဲဖြစ်ပါလေအင်နာမလန်အသင်းကတော့73ကြိမ်ရောက်ရှိထားပါလေဘာစီလိုနာအသင်းက22ကြိမ်မှာ10ကြိမ်ကဂိုးပေါက်တက်ကန်ချက်ရှိခဲ့တာလည်းပဲဖြစ်ပါလေ အနာမီနာသေးကတော့ခုနှစ်ချိန်အထိရရှိခဲ့ပါလေ။နောက်ပွဲစားချိန်အောင်တကယ်ကိုချိန်မြင့်လာပြီးတော့ဘာစီလိုနာအသင်းရဲ့နောက်ထပ်ဦးဆောင်ဂိုးကိုရာဖီညာက79မိနစ်မှာပရမဘယ်ရှင်နဲ့ကန်သွင်းပြီးပြန်ထွက်လာတဲ့ဘောလုံးကိုညာချင်းနဲ့ကန်သွင်းပေးတာပဲဖြစ်ပါလေ။နောက်ပွဲရလည်းမိနစ်90နောက်ချိန်ချိန်မို့9မိနစ်ပေးထားပြီး3မိနစ်အထိတောင်ရောက်ပြီဆိုတော့ဘာစီလိုနာအသင်းတို့3ဂိုး2ဂိုးနဲ့ဦးဆောင်ထားတော့ဘာစီလိုနာအသင်းတို့ဘောလုံးဘက်ကိုတက်ရောက်ပြီလို့ထင်မှတ်ခဲ့ရပါလေ။ ဒီရတဲ့လာမင်းရမယ်တရားကိုကန်သွင်းခွင့်နေမြောင်များစွာရရှိခဲ့သေးတာလည်းဖြစ်ပါလေကန်ဆိုးစွာနဲ့ပဲရန်ဆိုးမကကောင်းဆုံးလက်စွမ်းပြကာကွယ်သွားတာကြောင့်ကိုမရရှိခဲ့ပါဘူးနောက်ပွဲသားညမိနစ်90နောက်ချင်းချင်းမို့3မိနစ်ကြော်ကြော်လေးမှာပဲအဇာဘီကထေပါဝုဒ်ကိုကိုသွင်းယူပေးလိုက်လို့3-3စီတည်ရကြပြီးပွဲကပြီးဆုံးသွားခဲ့ပါလေ ဆိုတော့သုံးခုသုံးခုဖြစ်သွားတဲ့အချိန်မှာအင်တာမီလန်သင်းကပရိသတ်အင်အားကြောင့်ရင်အင်ကွင်းအားသာချက်ရေးကစားမတွေပြန်လာနိုင်မှုတွေရဲ့ကြောင့်စိတ်သက်ခွန်အားကပြေဝရှိနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။နောက်အချိန်မှာစံစားခဲ့ရပြီးဖာရဒစီယာ96မိနစ်မှာအင်တာမီလန်သင်းအတွက်အနိုင်ကိုရွှေကိုကို တွင်းယူပေးကြတာလည်းပဲဖြစ်ပါတယ်။ဆိုတော့ဒီပွဲဟာဘာလို့လဲဆိုတော့အင်းအတွက်တကယ်ကိုကောင်းမွန်လို့နဲ့ပွဲစဉ်တစ်ပွဲလို့ဆိုရမှာဖြစ်သလိုအင်တာမီလန်သင်းအတွက်လည်းတကယ်ကိုကောင်းမွန်လို့နဲ့ပွဲစဉ်တစ်ပွဲလည်းပဲဖြစ်ပါတယ်။ ကိုသမယံဆိုမဆိုရင်ယမနေ့ကကိုကန်သွင်းခွင့်အပိုင်ခွင့်ရေခွင့်ကြင်အထိကိုကာကွယ်သွားပြီးပွဲရဲ့အကောင်းဆုံးစုကလေးရရှိခဲ့ပါလေ။ပရမကျော်လုံးကမြင်တွေ့ခဲ့ရတဲ့လာမင်းရာမရဲ့ကြွားရွာမှုတွေလည်းဒီဘက်စင်မှာပြန်ပြီးမြင်တွေ့ခဲ့ရသလိုကိုကန်သွင်းခွင့်တွေလည်းမြောင်များစွာထပ်ပြီးမြင်တွေ့ခဲ့ရပါလေ။ယံဆိုမအကောင်းဆုံးလက်စွမ်းပြကာကွယ်သွားခဲ့လို့သာလာမင်းရာမတယောက်ကိုကန်ခေခဲ့ရတာဖြစ်ပါလေ။ ရန်စမာကရောင်း23ခုနှစ်တုန်းကကိုသမားအိုနနာကိုမိုင်နာတဲ့အသင်းထံကိုယူရိုတန်း90နဲ့ရောင်းပြီးတော့ယူရို6တန်းနဲ့ဝယ်ယူခဲ့တာလည်းပဲဖြစ်ပါလိမ့်မယ်။မန်နေဂျာကပွဲစဉ်မှာဆိုရင်ရန်စမာရဲ့လက်စွမ်းပြကာကွယ်မှုတွေကအင်တာမီလန်အသင်းကိုဘိုလူဘဲကိုတက်ရောက်သွားဖို့အတွက်အဓိကအချက်လို့အစိုးရမှလည်းပဲဖြစ်ပါလိမ့်။ဒါတဲ့ဆန်ဆန်နဲ့ပဲဘာစီလိုနာအသင်းဟာ2020ခုနှစ်တုန်းကလည်းမော်ရီယိုလက်ထက်အင်တာမီလန်အသင်းကိုဂူလိုဘဲဆီမီဖိုင်နယ်မှာရှုံးနေခဲ့ဘူးတာလည်းပဲဖြစ်ပါလိမ့်။ အခုတော့နေပြအင်ဇာဂီလက်ထက်မှာဆီမီဖိုင်နယ်ကနေဘာစီလိုနာအသင်းတို့လှည့်ပြန်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။ဒီဝဲစဉ်ပြီးမှာတော့ရာဖင်ညာတယောက်ငိုကြွေးနေကြတာကိုလည်းမြင်တွေ့ခဲ့ရပါလိမ့်။ဘာလို့ငိုကြွေးနေရလဲဆိုတော့ရာဖင်ညာဟာဒီယာဒီမှာဘလုံးနီယောစုအတွက်တောင်ခံမှန်းထားတဲ့ညှော်မှန်းထားတဲ့ဇာမတယောက်ဖြစ်ပါလိမ့်။ဂျမနီစူလာသာရရှိခဲ့မဲ့ဆင်တော့ဒီနေ့ဘလုံးရာဒီဘလုံးနီယောစုဟာရာဗင်ညာအတွက်လို့ညှော်မှန်းခြင်းခံရတာဖြစ်ပါလိမ့်။အခုဒီဘွဲမှာဆိုရင်တတိယကို နိုင်ပြီလို့ထင်ခဲ့မိတဲ့ကိုကိုလည်းသူကသွင်းယူပေးခဲ့သေးတာဖြစ်ပါလိမ့်။ရာဗညာဒီယာဒီမှာဘာစလိုနာအသင်းအတွက်32ဂိုးသွင်း25ဂိုးဖန်တီပေးထားပြီးတော့အထူးခြေစွမ်းပြသနေတာလည်းပဲဖြစ်ပါလိမ့်။အခုတော့ချန်ပီယံလိကနေထွက်ခွာခဲ့ရတာကြောင့်ဒီနေ့ဘလွန်ဒီယောစုအတွဲမျောလင်းချက်မျောမှန်းချက်ဟာမိမိန်သွားခဲ့ရပြီလည်းပဲဖြစ်ပါလိမ့်။ဂျမလီဆင်မီဖိုင်နယ်သမိုင်းချောက်မှာတော့ဒီပွဲစဉ်ဟာအကောင်းဆုံးလို့ဆိုရမလို့ပါပဲ။ တွင်ကိုလည်းဆွေလဲပထမကြော့မှာကလေးကမြန်မြန်ဆန်ဆန်တုံးကိုတုံးကိုနဲ့တွင်ယူခဲ့ကြပြီးဒုတိယကြော့မှာလေဒီလောက်ကြီးတော့တွင်မှာမဟုတ်ဘူးလို့ထင်မှတ်ခဲ့ရပေမဲ့ဒုတိယကြော့မှာတော့လေးကိုတုံးကိုနဲ့ကိုရီမြန်မြန်ဆန်ဆန်တွေ့ချီခဲ့ရတာလည်းပဲဖြစ်ပါလိမ့်ပြီးတော့ယင်းတဖိုးဖိုးယင်းဓမမနဲ့စောင့်ကြည့်ခဲ့ရတဲ့ပွဲစဉ်တွေပွဲလည်းပဲဖြစ်ပါလိမ့်ဘာစီလိုနာသည်ဟာဒီပွဲစဉ်မှာတန်ငယ်မှာမိုဂီတိုင်းတွေစူပါကွန်ပျူတာစတဲ့ဘောလုံးဝေဖန်သုံးသက်သူတွေအားလုံးကဒီချန်ပီယံလိမှာပိုဆွဲဖို့အတွက်အလေးပေးထားတာလည်းပဲဖြစ်ပါလိမ့် ဂျမလီဆူလာရာချီနိုင်မှုအတွက်ရေပန်းအစအဆုံးဖြစ်နေတာလည်းပဲဖြစ်ပါလေ။တကယ်တမ်းဝင်းမှာလည်းတကယ်ကိုအကောင်းဆုံးကစားပြတာသွားနိုင်ခဲ့တာလည်းပဲဖြစ်ပါလေ။သုံးပင်လည်းပဲကန်ဆိုးသွားနေပဲဂျမလီစီမီဖိုင်နယ်ဒုတိယကြော့ကနေလှည့်ပြန်ခဲ့ရတာလည်းပဲဖြစ်ပါလေ။ဇီရိုအနာမီလန်အသင်းကတော့ဂျမလီဘလူးဘက်ကိုတက်ရောက်ခဲ့ပြီးဖြစ်ပါလေ။ဒီညမှာအချိန်ပြိုင်စားသွားမယ်။ PSG Arsenal ပွဲကိုသူတို့အစင်းနဲ့စောင့်မျှော်နေပြီလည်းပဲဖြစ်ပါလိမ့်။ PSG Arsenal ပွဲကအနိုင်ရတဲ့အသင်းနဲ့ ဘောလူရတော့မှာပဲဖြစ်ပါလေ။ဆိုတော့ Champions League ဘောလူပွဲမှာအင်နာမီလန်အသင်းနဲ့ဘယ်အသင်းတွေ့မလဲဆိုတော့တကယ်ကိုရင်ကိုစိတ်လုံးရှားစရာပါပဲ။ထို့သူရဲ့ဘလုံရောစုမှာဘယ်စားသမားကရသွားမလဲဆိုတော့ပို့ပြီးတော့စိတ်လုံးရှားဖွယ်ရကောင်းနေခဲ့ပြီလည်းပဲဖြစ်ပါလေ။အော်ဆန်သင်းကိုကမ်းမတ်လုံးဆောင်နိုင်မယ်လို့ရောင်းလုံးပြီးယုံကြည်နေတဲ့ Vieira ။အော်ဆန်သင်းရဲ့ကနေမင်းဇာမဟောင်းကြီးဖြစ်တဲ့ပက်ထရစ်ဘီအဲ့ဒါက Champions League Semi-final ဒုတိယကြောက်ပွဲစဉ်မှာအော်ဆန်သင်းကပြိုင်မဲ့ PSG အသင်းကိုကမ်းမတ်လုပ်ပြီးအနိုင်ပြန်ယူနိုင်လိမ့်မယ်လို့ တရားရံကုန်တေးကြကြောင်းယုံကြည်မှုအပြည့်နဲ့ဖွင့်ရပြောဆိုလိုက်ပါလေဒေရင်ရမတော်အစီအစဉ်ကဘီအက်စီအသင်းရဲ့ကွင်းကိုတွားရောက်ရင်ဆန်ရမှာဖြစ်ပြီးတမ်မလီဆီမီဖိုင်နယ်ပရမကျော်ကအမရိကွင်းမှာတမ်မလီရဲ့ပွဲစား၄မိနစ်မှာသွင်းယူခဲ့တဲ့ဒေါနီတော်ဂိုးနဲ့ရှုံးနိမ်ထားမှုကိုလည်းပြန်လည်ကြော်ဖြတ်ဖို့ကြိုးပမ်းရမှာလည်းပဲဖြစ်ပါလေအော်စတြေးလျနောက်24နောက်25မလုံးရာသီအတွင်းမှာဒီမအောင်ပွဲစဉ်ကြီးမတန်းခင်ကလပ်ရဲ့ကနဝင်ဇာမကြီးဗီရာက လက်ရှိမိခင်ရာနေတာရဲ့အသိဟာပြန်လဲအနိုင်ယူပြနိုင်လိမ့်မယ်လို့ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါပြင်သူကလက်ရှိကစားမအစုအဖွဲ့ဟာကန်နာရီရဲ့တမန်တစ်ချောင်းအထင်ရှားဆုံးအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့နှောင်းသုံးနှောင်းလေးဦးနေကရှုံးဝယ်မရှိအသိရဲ့အစဉ်အတန်းနဲ့နေဆက်နေပြီးဖြစ်ကြောင်းလည်းသူကပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ဗီရာကယောသားပြောမယ်ဆိုရင်သူတို့ကမ်းမလို့ပြီးတော့ပြန်လာနိုင်လိမ့်မယ်လို့ကျွန်တော်အခိုင်အမာယုံကြည်ပါတယ်။ ပြီးတော့ဒီဇာမအောက်စုနဲ့နေပြဟာလဲသူတို့ပြလာနိုင်တဲ့ဆွာကိုသိနေကြတယ်ဆိုတာကျွန်တော်တရားရန်လုံးသိကြပါလိမ့်။အဲ့ဒီအပေါ်မှာတန်တရားလုံးဝမရှိပါဘူး။သူတို့အဝေးခွင်မှာမှားရင်းမရှိပြည်ပြည်စုံနဲ့ဝဲစင်ဝဲကိုဇာပြပါလိမ့်မယ်။သူတို့အရင်ကလည်းဒီလိုလုံးပြခဲ့ပူပါလိမ့်။ပြီးတော့သူတို့မှာဒီလိုလုံးပြနိုင်စွမ်းရှိတဲ့အရေးအတွေ့မြင့်ကစားမတွေလည်းပန်းဆိုင်ထားပါလိမ့်။သူတို့မှာခွင့်ရင်းကောင်းတွေရှိနေတော့မှာပဲ။သူတို့မှာမျောလင်းချက်တွေရှင်သန်နေတော့ပါပဲလို့ဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဆရာဘီယိုဗီရာက အော်စတြေးလျဂျမနီစုလောက်ကိုဗနက်ကျင်းတော့စုခုနိုင်ခဲ့ဘူးလို့လေ။ဒါကြောင့်တို့ဒီလက်ရှိကစားမအောက်စုသာဂျမနီစုလောက်ကိုစုခုနိုင်ခဲ့မယ်ဆိုရင်တို့ဟာရှုံးဝဲမရှိအသင်းလောက်ကိုအမှတ်ရနေကြမှာပါ။ဘာလို့လဲဆိုတော့တို့ဟာဒီကလအသင်းအတွက်တကယ်ကိုအထူးခြားဆုံးအရာတစ်ခုကိုအောင်မြင်အောင်လှုံ့ဆော်ပေးနိုင်ခဲ့လို့ပဲဖြစ်ပါလိမ့်။ကျွန်တော်တို့တော့တို့ဟာရှုံးမဲမရှိအသင်းလောက်ကိုရေးပါနေပြီးတော့ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်းဖြစ်လာပါလိမ့်မယ်လို့ဖွင့်ရပြောဆိုသွားတာလည်းပဲဖြစ်ပါလိမ့် ကျေးဇူးတင်ပါတယ်ဘဲကြမြလုံးကိုစိတ်နှစ်ဖြာတမ်းပါထမ်းသာကြပါစေခင်ဗျာ